စကိုင်းငလျင်ကြောင့်ဗလီပြိုကျပြီးပြည်သူ200နီးပါးသေဆုံးခဲ့တဲ့မန္တလေးတိုင်းအမရပူရမြို့နယ်ဘုံအိုးကျေးရွာကဒေသခံတယောက်ကိုကျေးရွာအခြေအနေနဲ့သူတို့ရဲ့ဘာသာဘာသာရေးဆိုင်ရာနေထူးနေမြတရက်ဖြစ်တဲ့အိနစ်ဖြတ်တမ်းမှုအကြောင်းကိုတော့ DV သတင်းတောက်သီရိကဆက်သွယ်မေးမြန်းထားပါရရှင်။ Hello Hello ဟုတ်ဟုတ်ကဲ့ကိုမင်္ဂလာပါရှင် DV သတင်းဌာနတော့ပါ။ဟုတ်ပါ အဟုတ်ကဲ့ရှင့်အခုအခုအကိုတို့ဒီအမရဘူကဘိုးအိုးကြေးရွာရဲ့လက်ရှိအခြေအနေလေးသိချင်လို့ပါရှင့်လက်ရှိအခြေအနေကတော့အခုကျွန်တော်တို့ကုညီဆဲ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 စုတော့ပါကုညီရေးပဲလုပ်နေတာခင်ဗျဟုတ်ကဲ့ကိုအခုချိန်ထိကိုဒါရရှိသူနဲ့ထိတိုက်တဲ့သူရဲ့အခြေအနေကဘယ်လိုရှိလဲကိုဘယ်နှယောက်လောက်ရှိလဲဒါရရဒါရရရှိတဲ့သူကတော့ကျွန်တော်တို့စင်ရဲ့ဒိဋ္ဌိကဂျင်ဟာဒီခင်ဗျစေတုံးတဲ့သူကတော့ဆရာဆက်တဲ့ပြအားလုံးကျွန်တော်တို့ကအစ္စလမ်ဘာသာဖြစ်တဲ့အတွက်အစ္စလမ်ဘာသာရဲ့ထုံးတဲ့ဇလာကြီး ပြင်းပြင်းထန်ထန်ကြိုးကြိုးလိုက်ပါတယ်ခင်ဗျာနောက်နေ့တရက်မှာ20ကြိုးကြိုးပါတော့နောက်နေ့မှာ3လုံးကြိုးကြိုးပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်အမျိုးမျိုးကျေးဇူးအလုံးတွေချင်ပြပါလို့ရှိလဲဘူးเดี๋ยวนี้มาดุขก็เลยเลี้ยงออกไปแล้วบะคูเวรุยะได้นาสิบะคูเนี่ยเจ๋ยๆลงเลยอ่ะครับโอเคกูเดี๋ยวยาชื่อดูดิยอเซวากุตากุมาครับโหเซวากุตาว่าเราดีมาเลยตะควรเนี่ยเซวนี่มาไม่ได้ด้วยเราพวกอ่ะ ဒီမျိုးပြေဟိုးတဲ့စစ်စစ်လုပ်နေတတ်ပြီးကုသမှုယူနေရပါတယ်ခင်ဗျာဟုတ်ကဲ့ဘောဟုတ်ဟိုမျိုးရဲ့ channel ရဲ့သူရဲ့အခြေအနေကဘယ်လိုရှိလဲဘာကူညီလိုအပ်နေလဲဘောအဲဒီမှာတော့ကျွန်တော်တို့လက်ရှိကတော့ဒီနေ့ကတော့ကျွန်တော်တို့ကုလီကေကေတော်တော်လေးလေးအားရောက်နေပါတယ်ဒါကျွန်တော်ရက်ွက်တွေအားလုံးကိုကုန်တယ်တွေခွဲပြီးတော့ကျွန်တော်တို့ဝေဖန်မှုလုပ်နေပါတယ်ခင်ဗျာဟုတ်ဘူးဒီနေ့ကအင်းနေဆိုတော့လေဟိုဘယ်လိုရိုးပျက်စီးသွားလဲ channel ရဲ့မရှင်ဘာတာဝန်တွေကအင်းလို့ဘယ်လိုဖြတ်တန်းနေကြလဲဘော ကျွန်တော်တို့အင်းမှာကျွန်တော်တို့အားလုံးတို့တော့မသိပါဘူးညာကျွန်တော်တို့တဲမှာရောကျွန်တော်တို့မိသားစုတွေမှာအကုန်လုံးဒီဒီသုံးတဲ့ပါတယ်မှာကျွန်တော်1နဲ့ပြီးတော့1ဆိုတာကိုကျွန်တော်ဘာမှမဲ့နံပါတ်2တောင်မှရောက်ပြန်ပလီတွေမရှိတဲ့ပုံမှာရောက်ပြန်တဲ့နေရာမှာထွက်ပြီးအားလုံးဖတ်ပြီးတော့ကျွန်တော်1ကိုဖြတ်တမ်းမှာ1ရပြောရှင်ကျွန်တော်တို့ဒီဒီပါကျွန်တော်တို့မှာမရှိပါဘူးဟုတ်ကဲ့ကိုရှင်အခုအချိန်လေးနဲ့ပတ်သက်ပြီးတော့ဗမာပြောချင်ပြီလေကို အချိန်နည်းတော့ဘာမှတော့ပြောပြတော့မရှိသေးပါဘူးဒီနေ့ချိန်ကတော့မနေ့ပြန်ဘာပြောရမလဲဆိုတော့မသိဘူးဒီနေ့ပြန်တော့အားလုံးဒီမှာကိုယ်ကယ်ပြန်မှုနေတာနဲ့တော်တော်လေးလုံးလုံးလောက်လောက်ရှိနေတဲ့အတိုင်းတောင်ကျွန်တော်သိရပါတယ်ခင်ဗျာ။ဘယ်လောက်ပြန်တော့ဘယ်လိုလာမလဲမသိရသေးဘူးခင်ဗျာ။ဟုတ်ကဲ့ပါဘူး။အချိန်ပြေးပြောကြတဲ့လူကျေးဇူးတင်ပါတယ်ရှင်။